မင်္ဂလာပါဖန်တီရှင်ဒီစီယူကျူးရှင်တွေကပြန်လေးကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုကတော့မဖြစ်နိုင်ဘူးလို့ထင်နေရတဲ့အရာတွေကိုဘယ်လို manifest ပြုလုပ်မလဲဆိုတဲ့ခေါင်းစဉ်လေးနဲ့ဆွေးနွေးပြပါပေါ့မှာဖြစ်ပါတယ်တခါတလေကျွန်တို့ရဲ့စိတ်ထိပ်မှာတစုံတစ်ခုကိုလိုချင်နေတယ်အဲ့ဒီအရာကို manifest ဖြစ်ရှင်နေတယ်ဒါပေမဲ့ အဲ့ဒီအရာနဲ့ပတ်သက်လို့စိတ်ကူးယဉ်မြင်ကွင်းတွေကိုပြုတ်လုတ်တယ်အဲ့ဒီအချိန်မှာကိုယ့်ရဲ့စိတ်ကူးယဉ်မြင်ကွင်းတွေက အတုတွေအဲ့ဒါတွေကအစစ်အမှန်မဟုတ်ဘူးအဲ့ဒီလိုခံစားနေရတဲ့အချိန်တွေရှိတယ်ဒါပေမဲ့တကယ်တမ်းကျတော့ကိုလိုရှင်တဲ့အရာတခုကို manifest ပြုတ်လုတ်တော့မေဆိုရင်ကျွန်တော်တို့အများစုကတော့စိတ်ကူးယဉ်တဲ့နိစနစ်ကိုအသုံးပြုတာများတယ် ကိုယ့်ရဲ့စိတ်ထိမှာကိုလိုရှင်တဲ့အရာဟာ manifest ဖြစ်ပြီးသားဆိုတဲ့ပုံစံမျိုးနဲ့စိတ်ကူးရင်မြင်ကွင်းတွေကိုဖန်တီးရတယ်။အဲ့ဒီအချိန်မှာခင်းနောက်ကိုဝလေး relax လုပ်ထားဖို့လိုတယ်။မျက်လုံးတွေကိုမှိတ်ထားပြီးအဲ့ဒီစိတ်ကူးရင်မြင်ကွင်းတွေကိုထက်တလေဖန်တီးရတယ်။အဲအဲ့ဒီလိုဖန်တီးတဲ့အခါဘလောက်ထိဖန်တီးရသလဲဆိုရင်အဲ့ဒီစိတ်ကူးရင်မြင်ကွင်းတွေကအမှန်တကယ်ဖြစ်နေပြီးဒါတွေဟာရုပ်ပိုင်းဆိုင်ရာအရှိအနေမှာတကယ်အစစ်အမှန်ဖြစ်နေပြီးတော့ထင်ရလောက်အောင်ထိကိုထက်တလေပြုလုပ်ရတယ်။ ဒါပေမဲ့ကိုယ့်ရဲ့စိတ်ထဲမှာဒါသည်အတုအယောင်လို့ထင်နေတယ်။ဒီလိုပုံစံမျိုးစိတ်ကူးရင်တဲ့နီးစနစ်တွေနဲ့ပတ်သက်ပြီးတချို့သားသူတွေမှာပြဿနာတွေရှိတဲ့ကြတယ်။စိတ်ကူးရင်နီးစနစ်တွေနဲ့ပတ်သက်လို့ပြောမေဆိုရင်ကျွန်တို့ဟာတစုံတစ်ခုကို manifest ပြုလုပ်တော့မေဆိုရင် ကိုယ်ဒီဘေးအရာကို manifest ပြုလုပ်ခြင်းတလေးဆိုတာကိုတိတိကျကျအတိအကြောကို ဆုံးဖြဲဖို့လိုတယ်။အပြင်းရင်နောက်တစ်ခါအဲ့ဒီအရာနဲ့ပတ်သက်လို့ တခင်းကိုကောင်းဝင်တဲ့စိတ်ကူးရင်မြင်ကွင်းတစ်ခုကိုတည်ဆောက်ဖို့အတွက်ကျွန်တော်ကအချိန်တွေသုံးရတယ်။ပြီးရင်နောက်တစ်ခါအဲ့ဒီစိတ်ကူးရင်မြင်ကွင်းကဘေးအချိန်မှာအကောင်းဆုံးအလုပ်လုပ်တလေဆိုရင် ကို့အနေနဲ့ဘယ်လိုပြောရမလဲအိရှင်မူတူဖြစ်နေတဲ့အခြေအနေတစ်ခုကိုရအောင်တွားရတယ်။အဲ့ဒီအခြေအနေထိမှမှာကို့ရဲ့စိတ်ကူးရင်မြင်ကွင်းကို ထက်တလေလေးရန်ပေးဖို့လိုတယ်။ ဒါပေမဲ့အဲ့ဒီလိုစိတ်ကူးရင်မြင်ကွင်းကိုထက်တလီလီရဲနေရတဲ့အချိန်မှာတချို့သောသူတွေကမိမိကိုယ်ကိုလှည့်ဖျားနေသလိုခင်စားကြရတယ်။ကိုယ့်ရဲ့စိတ်ကူးရင်မြင်ကွင်းကလည်းအကောင်းဆုံးပုံစံဖြစ်နေတယ်။တကယ့်ကိုကောင်းဝင်တယ်။ဒါပေမဲ့ဒါသည်အမှန်မဟုတ်ဘူး။ဒါဟာအစ်အမှန်မဟုတ်ဘူးတကယ်မရှိဘူးလို့ခင်စားနေရတဲ့အချိန်တွေရှိတယ်။အဲ့ဒီတော့ကိုယ်စိတ်ထင်မှာဒါဟာမဖြစ်နိုင်ဘူးဒါမှားယွင်းနေတယ်တော့ခံစားနေရပြီဆိုရင်ကို့အနေနဲ့ ဒီခံစားချက်ကိုဘယ်လိုပြုပြင်မလဲဒီလိုဆိုရင်ကျွန်ုပ်တို့အနေနဲ့ပထမဦးဆုံးသိထားရမှာကကျွန်ုပ်တို့ဟာတသမဲတည်းအမြင့်တဲ့ manifest ပြုလုပ်နေကြတဲ့လူတွေဖြစ်တယ်။ဒါကြောင့်ဒီလိုအချိန်မှာကိုယ့်ရဲ့စိတ်ကူးယဉ်မြင်ကွင်းဟာအမှန်မဟုတ်ဘူးအစစ်အမှန်မဟုတ်ဘူးမဖြစ်နိုင်ဘူးလို့ခံစားရပြီးဆိုရင်ကိုယ့်ရဲ့စိတ်ကူးယဉ်မြင်ကွင်းကိုခဏတာလောက်ရပ်တန့်ထားဖို့လိုအပ်တယ်။အဲဒီစိတ်ကူးယဉ်ဓာတ်တွေကိုရပ်တန့်လိုက်ရုံပဲ။ စိတ်ကူးရင်မှ manifest ပြုလုပ်နေတာမဟုတ်ပါဘူး ကျွန်ုပ်တို့ဟာတသမဲတည်း manifest ပြုလုပ်နေကြတာပါဒါပေမဲ့တချို့တလေတွေကအဲ့ဒီစိတ်ကူးရင်မြင်ကွင်းရှိနေမှစာနဲ့ရေးချမှဒါမှမဟုတ်တခြားသောနိစနီးတွေကို သုံးနေမှကျွန်ုပ်တို့ဟာ manifest ပြုလုပ်နေတယ်လို့ထင်ကြတယ်ဒါတွေကိုမလုပ်ဘူးဆိုရင် manifest ပြုလုပ်နေတာမဟုတ်ဘူးလို့ထင်ကြတယ်တကယ်တမ်းကျတော့ကျွန်ုပ်တို့ဟာအမြဲတမ်း manifest ပြုလုပ်နေပါတယ်ကျွန်ုပ်တို့ဟာအမြဲတမ်း manifest ပြုလုပ်နေတယ်ဆိုတာ အမှန်တရားပဲဖြစ်တယ်အချိန်တိုင်းအချိန်တိုင်း မှာကျွန်ုပ်တို့အားလုံးဟာအမြင်နဲ့ manifest ပြုလုပ်နေပါတယ်။တစုံတစ်ခုသော manifestation technique ကိုသုံးနေမှ manifest ပြုလုပ်နေတာမဟုတ်ပါဘူး။သင်ရဲ့စိတ်ကူးတွေသင်ရဲ့အတွေးတွေဟာအမြဲတမ်းသင်ရဲ့ဖြစ်တည်မှု reality ကိုဖန်တီးနေကြပါတယ်။အဲ့ဒါသည်အချိန်တိုင်းအချိန်တိုင်းပါပဲ။ဒါကြောင့်တချို့သောအရာတွေဟာကိုယ့်အနေနဲ့အားဆိုင်စရာမလိုဘဲကိုယ့်ရဲ့ဘဝထဲမှာ manifest ဖြစ်လာကြတာပဲဖြစ်တည်။ ီလိုဆိုရင်ကိုယ့်ရဲ့စိတ်ထဲမှာဒါဟာမဖြစ်နိုင်ဘူးဒါဟာအစစ်အမှန်မဟုတ်ဘူးလို့ထင်နေရတဲ့မြင်ကွင်းကို ထက်တလေလေ ပြုလုံးနေဖို့မိမိကိုယ်ကိုတွန်းအားပေးနေမိအစပေါ့နော်အဲ့ဒီအရာကိုရက်တဲနဲ့ယုံပေးဖြစ်တယ်ကိုရဲ့စိတ်ကူးရင်မြင်ကွင်းကိုရဲ့အနီးငယ်တော့ရက်တင်လိုက်တဲ့အခါမှလေးမိတ်ဆွေဟာတနီးနီးနဲ့ manifest ပြုလုပ်နေတာပဲဖြစ်တယ်။ဒီလိုရက်တင်ပြီးရင်မိတ်ဆွေတီးထားရမှာကတော့ မိတ်ဆွေဟာကိုယ့်ရဲ့ reality အတွက်ကိုယ်အရှင်သခင်ပဲဖြစ်တယ်။ကိုယ့်ရဲ့ကိုယ်ပိုင်ဖြစ်တည်မှု ကိုယ်ပိုင် reality ကို ကိုယ်ကိုယ်တိုင်ဖန်တီးနေတာပဲဖြစ်တယ်။ကိုယ်သည် God ပဲဒီနေရာမှာကိုယ့်ရဲ့ reality အတွက်ကိုယ်သည် God ပဲ။တနည်းအားဖြင့်ပြောမေဆိုရင် God ဆိုတာ ဖန်ဆင်းရှင်။အဲ့ဒီတော့ကိုယ့်ရဲ့ reality ကို ကိုယ်ဖန်ဆင်းထားတာဖြစ်တယ်။ဒါကိုလူတော်တော်များများကမေ့နေကြတယ် တကယ်တမ်းကျတော့လူတွေဟာသူတို့ပဲဝန်းကျင်မှာဖြစ်နေတဲ့အရာတွေဟာသူတို့ရဲ့စိတ်ကူးယဉ်မှုတွေသူတို့ရဲ့စိတ်ကူးစိတ်သင်းတွေထဲကလာနေဆိုတာကိုတတိမထားကြပါဘူး။ဒါပေမဲ့ဒါကိုသိဖို့တော့အရင်အရေးကြီးပါတယ်။မိတ်ဆွေဟာကို reality အတွက်ဖန်ဆင်းရှင်ဖြစ်တယ်ဆိုတဲ့အချက်အလက်ကို လုံးဝအပြစ်အဝါဆုတ်ကိန်ထားဖို့လိုပါတယ်။သင်ဟာသင် reality အတွက်ဖန်ဆင်းရှင်ဖြစ်ပါတယ်။ ီအရှင်းအလဲကိုကိုယ့်ရဲ့စိတ်ထိမှာလုံးဝနစ်မျိုးသွားစေဖို့အခုပြောပြမယ့်စကားလုံးကိုထက်တည်တည်ရွှဲဆိုပါဒီလိုရွှဲဆိုတာကိုတစ်ခါရွှဲဆိုရင်၁၀မိနစ်လောက်ရွှဲဆိုပါတရက်မှာအနည်းဆုံး၃ချိန်ထိရွှဲဆိုပေးပါအဲ့ဒါကဘာလဲဆိုရင် I'm God of my own reality ဆိုတဲ့စကားပဲဖြစ်ပါတယ်မြန်မာလိုပြောရမယ်ဆိုရင်တော့ငါဟာငါရဲ့ဖြစ်တည်မှုအတွေ့ငါဖန်ဆင်းရှင်ပဲဖြစ်တည် အခုဗီဒီယိုနားထောင်နေရင်လည်းဒီစီနဲ့အတူတူလိုက်ဆိုကြရအောင် I am god of my own reality I am god of my own reality I am god of my own reality ဒီအချက်လက်ကအရင်ကိုအရေးကြီးပါတယ်ဒီအချက်လက်ဟာမိတ်ဆွေရဲ့စိတ်ထဲမှာမိတ်ဆွေရဲ့နှလုံးသားထဲမှာလုံးဝစိတ်ဝင်နေဖို့လိုအပ်ပါတယ်မိတ်ဆွေဟာသင်ရဲ့ဖြစ်တည်မှုသင်ရဲ့ကိုယ်ပိုင် reality အတွက်သင်တည်ပင်နေရင် phantom ဖြစ်ပါတယ် အဲ့ဒါကြောင့်ကိုယ့်ရဲ့ဘဝမှာဘာတွေဖြစ်လာရမလဲဆိုတာကိုကိုကိုတိုင်းဆုံးဖြတ်ဖို့လိုအပ်ပါတယ်။ကိုယ့်ဘဝမှာဖြစ်လာမယ့်အရာအားလုံးကို ထိန်းချုပ်ဖို့လိုအပ်ပါတယ်။ဒါပေမဲ့အခုအချိန်မှာတော့မိษွေရဲ့ဘဝထိမှာမိษွေမကြိမ်မနှင်းသက်တဲ့အချက်အလက်တွေအခုပေါင်းမြောင်များစွာရှိရင်လည်းပြဿနာမရှိပါဘူး။ဘာဖြစ်လို့လဲဆိုရင်အခုအချိန်ကစပြီးရင်မိမိကိုယ်ကို သိပေးပါ။ အဲ့ဒါကဘာလဲဆိုရင်သင်ဟာ God ဖြစ်တယ်ဆိုတာကိုမိမိကိုယ်ကို သိပေးဖို့လိုအပ်ပါတယ်။ဒီလိုသိပြီးတဲ့နောက်ပိုင်းမှာကိုယ်ဘဝအတွင်းမှာဖြစ်လာမယ့်အရာတွေအလုံးကို လုံဝအပြောင်းလေးပြုလုပ်သွားနိုင်ပါလိမ့်မယ်။ဆက်လက်ပြီးရင်ကိုလိုရှင်တဲ့အရာတွေ manifest ဖြစ်နိုင်ဖို့ကိုယ့်ရဲ့အတိတ်ကအကြောင်းအရာတွေကိုလေအသုံးပြုတဲ့ဖို့လိုပါတယ်။အတိတ်ကအကြောင်းအရာတွေဆိုတာကကိုယ့်ရဲ့မျက်ဉ္ဇဉ်ထိမှပဲရှိတာဖြစ်ပါတယ်။ အဲ့ဒီတော့သင်ဟာသင်ရဲ့ဖြစ်တည်မှုအတွက်သင်ကိုယ်တိုင်ပင်ရင် God ဖြစ်တယ်ဖန်ဆင်းရှင်ဖြစ်တယ်ဆိုတဲ့စကားလုံးကိုဆက်လက်မှတ်ထားပေးပါပြီးရင်မိမိကိုယ်ကိုမိခွန်းလေးတစ်ခုမိကြည့်ပါအဲ့ဒါကအခုအချိန်မှာငါ manifest ဖြစ်ရှင်တဲ့အရာတွေကိုငါရခဲ့ဖူးတလားလို့မိကြည့်ပါ မာဆိုပါစို့မိတ်ဆွေဟာကိုယ့်ရဲ့ချစ်သူအဟောင်းကို manifest ပြုလို့ရှိနေဆိုရင်ဒါကအတိတ်တုန်းကနေဆိုင်တယ်အခုအချိန်မှာလိုရှင်တဲ့အရာကိုသင်ဟာအတိတ်တစ်ချိန်တုန်းကရခဲ့တယ်အတိတ်တစ်ချိန်တုန်းကအဲ့ဒီတယောက်ဟာသင်ရဲ့ရည်စားဟောင်းမဟုတ်ခဲ့ဘူးအခုလက်ချင်းအချိန်မှာတော့ကိုယ့်ရဲ့ဘဝအထက်မှာသူမရှိဘူး။ဒါပေမဲ့သူနဲ့ပတ်သက်လို့ကိုမှဲမိနေတဲ့အကြောင်းအရာတွေရှိတယ်။အဲ့ဒီတော့အခုအချိန်မှာသူနဲ့ပတ်သက်ပြီးရင်သူ့ကို manifest ပြုလို့ရှိနေတယ်။ ဒီလိုဆိုရင်တယောက်ကိုတယောက်အယူအမူချင်းနေတဲ့အချိန်တုန်းကမိတ်ဆွေအနေနဲ့ဘလို့ခံစားခဲ့ရသလဲဆိုတဲ့ခံစားချက်ကိုမှတ်မိပါသလားအဲ့ဒီအချိန်တုန်းကသူကသင်ကိုဘာတွေပြောခဲ့သလဲသင်ကကောသူ့ကိုဘာတွေပြောခဲ့သလဲပြီးရင်သူ့ရဲ့လှုပ်ဆောင်ချက်တွေကဘလို့ပုံစံမျိုးလဲသင်ကကောသူ့အပေါ်ဘလို့ပြုမှုဆက်ဆံခဲ့သလဲသူနဲ့ပတ်သက်ပြီးရင်ပြောစရာအကောင်းဆုံးအချိန်လေးတွေကိုစဉ်းစားကြည့်စီရှင်တယ် ဲ့ဒီလိုပြောစရာကောင်းတဲ့အတွေ့အကြုံကိုနောက်ထပ်တစ်ချိန်တွေးကြုံခင်စားစီရှင်တယ်။ဒီလိုပြောစရာကောင်းတဲ့အချိန်ဆိုတာတင့်အနေနဲ့ပထမဦးဆုံးဒိတ်လုတဲ့အချိန်လေးဖြစ်ရှင်ဖြစ်မင်းသူ့စီကတင့်ကိုအရင်ချစ်ပါတယ်ဆိုတဲ့စကားကိုကြားရတဲ့အချိန်လေးဖြစ်ရှင်ဖြစ်မင်း သူဖဲကတင့်အတွေ့အထူးတလေပြုလုပ်ပေးတဲ့ဝန်ဆောင်မှုတချို့လေးဖြစ်ရှင်ဖြစ်မိတင်သွားရှင်တဲ့အရာဟုသမ ्या ကိုသူကလိတ်ပိုးပေးတာတင်လို့ရှင်တဲ့အရာဟုသမ ्या ကိုသူကဆောင်ရွက်ပေးတဲ့အချိန်တွေလေးဖြစ်ရှင်ဖြစ်မိအခုအချိန်မှာတော့သူနဲ့ပတ်သက်ပြီးရင်တင်လို့ရှင်တဲ့အရာတွေကိုမရဘူးဖြစ်နေတယ်ဆိုရင်တော့တခြားတယောက်စီကတော့တင်လို့ရှင်တဲ့အရာတွေကိုရနိုင်ခဲ့ပါသလား ဥပမာဆိုပါစို့မိတ်ဆွေကကိုယ့်ရဲ့ဘဝအထိမှာအဲ့ဒီရည်စားဟောင်းချစ်သူဟောင်းဟာ manifest ဖြစ်မလာပြီနဲ့တခြားအသစ်တစုံတယောက်ဟာကိုယ့်ရဲ့ဘဝအထိမှာ manifest ဖြစ်နေတယ်ဆိုရင်အဲသူနဲ့ပတ်သက်တဲ့အချိန်တုန်းကကိုလိုရှင်တဲ့အရာတွေကိုရခဲ့တာနဲ့ပတ်သက်လို့အတိအကျတော့တွေးကြုံခင်စားရတာဖြစ်ရှင်မှာဖြစ်မိဒါပေမဲ့မိတ်ဆွေဟာအတိတ်က relationship နဲ့ပတ်သက်တဲ့ relationship ပုံစံမျိုးကိုရနေတာလေဖြစ်နိုင်တယ် ဒီလိုပုံစံမျိုးတွေဖြစ်နေတယ်ဆိုရင်တော့ကိုယ့်ရဲ့မျက်မြင်တွေကိုအသုံးပြုဖို့လိုပါတယ်။အဲ့ဒါကဘလို့ပုံစံမျိုးလေးဆိုရင်ကိုကကိုယ့်ရဲ့ x နဲ့အရင်ပြုတ်ခေရတယ်။ဒါပေမဲ့အခုလက်ရှိလူကအဲ့ဒီလိုမပြုတ်လို့ပြေဘူးဖြစ်နေတယ်ဆိုရင်ပေါ့နော်။အာအရင် x ကိုအဲ့ဒီနေရာမှာခဏလောက်ဖေးထားလိုက်။အဲ့ဒီနေရာမှာအခုလက်ရှိလူကိုအစာထိုးပြီးရင်အဲ့ဒီလူကကိုလိုရှင်တဲ့အရာဟုသမ ्या ကို ပြုတ်လို့ပေးနေပြီဆိုပြီးရင်စဉ်းစားကြည့်ပါ။ ဒီနေရာမှာကိုလိုရှင်တဲ့အရာတွေ manifest ဖြစ်လာဖို့အတွက် deep dreaming ဆိုတာကို အသုံးပြုဖို့လိုအပ်ပါတယ်။ဒီတော့ deep dreaming ဆိုတာဘာလဲ။ကို့အနေနဲ့စိတ်ကူးယဉ်မြင်ကွင်းကိုဖန်တီးနေမိအစား deep dreaming ကို ပြုလုပ်ဖို့လိုအပ်တယ်။တခါတလေတချို့သောသူတွေကကို့ရဲ့စိတ်ကူးယဉ်မြင်ကွင်းကိုပြုလုပ်နေတဲ့အခါငါပြုလုပ်နေတာကမှန်ပါမလား။ ငါဒီအရာကိုဘလောက်အချိန်ကြာအောင် ပြုလုပ်ရမလဲငါပြုလုပ်နေတာတွေကြာနေပြီငါရဲ့မြင်ကွင်းကကောင်းရဲ့လားငါရဲ့မြင်ကွင်းကမှန်ရဲ့လားငါဟာအရှင်မူတုအရှိအနေကိုကရောက်နေပြီလားအဲ့ဒီလိုပုံစံမျိုးလေးတွေတွေးတောမိတဲ့ကြတယ်အဲ့ဒီတော့စိတ်ကူးရင်မြင်ကွင်းကိုဖန်တီးနေမိအစ ကိုယ်အနေနဲ့ daydreaming သာပြုလုပ်ပါ daydreaming ပြုလုပ်တယ်ဆိုတာဘာလဲဆိုရင်ကိုယ်အနေနဲ့အမှန်တကယ်ပျော်ရွှင်ခင်ရတဲ့အကြောင်းအရာတွေကိုယ်စိတ်ထဲမှာမှဲ့မိနေတဲ့အကြောင်းအရာလေးတွေကို ပြန်လေးစဉ်းစားတာဖြစ်တယ်။အထူးသဖြင့်ကိုယ်အတွက်ပျော်ရွှင်စရာကောင်းခေတဲ့မှဲ့ညံတွေ memory တွေကို အသုံးပြုရတာပဲဖြစ်တယ်။ ဒါပေမဲ့ဒီလို daydreaming ပြုလုပ်တဲ့အခါတော့ကိုယ့်အနေနဲ့သတိထားမင်းအချက်ကလေးတစ်ချက်ရှိပါတယ်အဲ့ဒါကဘာလဲဆိုရင်စိတ်မကောင်းစရာဖြစ်နေတဲ့အချိန်တွေစိတ်ပြက်လက်ပြက်ဖြစ်နေတဲ့အချိန်တွေနဲ့ပတ်သက်ပြီးကိုယ့်ကောင်းထင်ကိုလုံးဝအဝင်မခံပါနဲ့အဲ့ဒီအကြောင်းတွေကိုလုံးဝမတွေးပါနဲ့ဒါပေမဲ့တချို့သောသူတွေကငါကဒါတွေဖြစ်ခဲ့တာပဲ ငါဘီတော့မှပျော်ရွှင်မှာမဟုတ်ဘူးဒါတွေကအကုန်လုံးပြီးသွားပြီဆိုတော့အတွေ့ကလေးတွေဝင်တဲ့ကြတယ်ဒီလိုပုံစံမျိုးတွေကို လုံးဝမတွေးပါနဲ့ဒီလိုအဆင်မပြေတဲ့အကြောင်းအရာတွေကို တွေးနေမိအစသူနဲ့ကိုနဲ့အတူတူကရှိခေးစဉ်ကကိုယ့်အနေနဲ့ပျော်ခေးရတဲ့အကြောင်းအရာတွေကိုယ့်ရဲ့စိတ်ခင်စားချက်ကောင်းဝင်တဲ့အချိန်တွေအဲ့ဒီအရာတွေကိုပဲတွေးတော့ဖို့လိုပါတယ် ကို့အနေနဲ့ပျော်ခဲရတဲ့အချိန်ဟာအနည်းဆုံးတစ်ချိန်တည်းရှိခရင်တောင်မှအဲ့ဒီအရာကိုအကြိမ်ပေါင်းများများစွာတွေးတောလို့ရပါတယ်။ကို့အတွက်အမြင်တကြီးပျော်ရွှင်မှုရစေမယ့်အကြောင်းအရာတွေကိုပဲဆက်လက်တွေးတောနေဖို့လိုအပ်တယ်။ဒီလိုတွေးတောနေတာကိုလေအချိန်တိုင်းချိန်တိုင်းပြုလုပ်လို့ရပါတယ်။ အိခါနီးအချိန်မျက်လုံးကလေးကိုမှိတ်ထားပြီးရင်ဒီအကြောင်းအရာတွေတွေ့တိုးလို့ရတယ်။အလုံးကိုသွားနေစဉ် ကိုကဘတ်ကားပေါ်မှာအဲအဲ့လိုမျက်လုံးကလေးကိုမှိတ်ထားပြီးရင်ကိုအတွက်ပျော်ရွှင်စရာကောင်းမယ့်အကြောင်းအရာတွေကိုတွေ့တိုးလို့ရတယ်။မနေ့အိယာအားထားတော့မျက်နှာတိသွားတိုက်တဲ့အချိန်တွေမှာလေတွေ့တိုးလို့ရတယ်။ဘေးအချိန်မှာတွေ့တိုးစဉ်းစားတာပဲဖြစ်ဖြစ်အဲ့ဒါသည်ပြဿနာမရှိဘူး။ဒါသည် daydreaming လုပ်နေတာပဲဖြစ်တယ်။ ကိုလိုရှင်တဲ့အရာသည်ဘာပဲဖြစ်ဖြစ်ဘလို့ပုံစံမျိုးပဲဖြစ်ဖြစ်ကို့အနေနဲ့ daydreaming ပြုလုပ်နိုင်တယ်။ကို့စိတ်ထဲမှာမဖြစ်နိုင်ဘူးတော့ထင်တဲ့အရာတွေကို manifest ပြုလုပ်တဲ့အခါကို့ဘေတုံးမှမရရှိခဲ့ဘူးတဲ့တစုံတစ်ခုကို manifest မပြုလုပ်နိုင်ဘူးလား။အဲ့ဒီအရာတွေကိုလေ manifest ပြုလုပ်လို့ရတယ်။ဥပမာဆိုပါစို့မိတ်ဆွေအနေနဲ့ဘေတုံးကမှချစ်သူရည်စားမရှိခဲ့ဘူး။ဒါပေမဲ့အခုအချိန်မှာကိုလိုရှင်တဲ့ချစ်သူတယောက်ကို manifest ပြုလုပ်ရှင်တယ်။အဲ့ဒါလေးဖြစ်နိုင်တယ် နောက်ဥပမာတစ်ခုပြောမယ်ဆိုရင်မိတ်ဆွေဟာဘေးတုံးကမှကားတစ်စီးကိုမပိုင်ခေဘူးဘေးတုံးကမှကားမောင်းဖို့လေမတက်ခေဘူးပေါ့နော်ဒါပေမဲ့မိတ်ဆွေအနေနဲ့အခုအချိန်မှာကားအသစ်တစ်စီးကို manifest ပြုလုပ်ရှင်တယ်ဒါလေးပြုလုပ်လို့ရတယ်ဒီလိုပုံစံမျိုးတွေကြတော့ကိုယ့်အနေနဲ့ဒီလိုစိတ်ကူးယဉ်မြင်ကွင်းတွေကိုစဉ်းစားနေမိအစရုပ်ရှင်ကားတွေထေကမြင်ကွင်းတွေကိုစဉ်းစားလို့ရတယ်ဒီရုပ်ရှင်ကားတွေထေကမြင်ကွင်းတွေထေမှာ အဲ့ဒီမင်းသားမင်းသမီးနေရာမှာမိမိကိုယ်ကို အစာထိုးပြီးရင်မြင်ကွင်းတွေကိုဖန်တီးစဉ်းစားလို့ရတယ်ဥပမာမိတ်ဆွေအနေနဲ့ manifest view လုပ်ရှင်တဲ့အရာတစ်ခုဟာအဲ့ဒီရုပ်ရှင်ကာထေကတစုံတစ်ယောက်မှရှိနေတယ်အဲ့ဒီလိုပုံစံမျိုးဆိုရင် အဲ့ဒီအရာတွေကိုကို့အနေနဲ့အစားထိုးပြီးရင်စဉ်းစားမေးတခါတလေဒီလိုအတွေ့အကြုံမျိုးကကို့ဘဝမှာဘလို့မှမကြုံတွေ့ဘူးဘူးဒါပေမဲ့ရုပ်ရှင်ကားထင်းမှာတော့အဲ့ဒီလိုဖြစ်နေတာပေါ့နော်ကိုလိုရှင်တဲ့အရာနဲ့ပတ်သက်ပြီးရင်တစုံတစ်ယောက်ကအဲ့ဒီအရာကိုပိန်ဆိုင်ထားတယ်အဲ့တော့အဲ့ဒီတစုံတစ်ယောက်နေရာမှာမိမိကိုယ်ကိုအစားထိုးပြီးကြည့်မေးဒီလိုအစားထိုးပြီးရင်စဉ်းစားတဲ့အခါကိုယ့်ရဲ့စိတ်ခင်စားချက်တွေကဘလို့ဖြစ်မနေလဲ အဲ့ဒီမြင်ကွင်းတွေအထိမှာကိုဟာရောက်ရှိနေပြီးအဲ့ဒီကိုလိုရှင်တဲ့အရာကိုပိုင်ဆိုင်ထားတဲ့လူတကယ်တော့ကိုကအဲ့ဒီလူပြောသလိုအဲ့ဒီလူပြုလုပ်ဆောင်ဝဲသလိုကိုကိုကိုအစားထိုးပြီးကြည်နေတယ်အဲ့ဒီလူကဘသူတွေနဲ့စကားပြောနေလေအဲအဲ့ဒီလူကဘာတွေပြုလုပ်နေလဲဘာတွေဝေနေလဲအဲ့ဒီလိုစဉ်းစားတာပေါ့နော်ရုပ်ရှင်ကားထေးကလူပြောသလိုပြုတ်မှုသလိုဆောင်ရွက်သလိုကို့အနေနဲ့အစားထိုးပြီးပြုလုပ်ဆောင်ရွက်ကြည့်မယ် ဒါကလေကိုယ်အနေနဲ့တကယ်လက်တွေ့ဘဝမှာမကြုံတွေ့ဘူးတဲ့အကြောင်းအရာတွေကို manifest ပြုလုပ်တဲ့အခါအသုံးပြုနိုင်တဲ့နည်းနဲ့တစ်ခုဖြစ်တယ် ဆက်လက်ပြီးရင်ကိုယ့်အနေနဲ့မဖြစ်နိုင်ဘူးလို့ထင်ရတဲ့အရာတွေကို manifest ပြုလုပ်နိုင်တဲ့နည်းလမ်းတစ်ခုကိုပြောပြပါအောင်မယ်။ဒါကတော့ကိုယ့်ရဲ့ပတ်ဝန်းကျင်မှာရှိနေတဲ့လူတွေရဲ့အတွေ့အကြုံနဲ့ manifest ပြုလုပ်လို့ရပါတယ်။ဥပမာဆိုပါစို့ရှေးကပြောခဲ့တဲ့အတိုင်းကိုကကားတစ်စီးကိုဘဝမှာမပိန်ဆိုင်ဖူးသေးဘူး။ဒါပေမဲ့ကိုယ့်ရဲ့ပတ်ဝန်းကျင်မှာရှိနေတဲ့တချို့သောသူတွေကကားတစ်စီးပိန်ဆိုင်နေကြပြီ။အဲ့ဒီတော့သူတို့မှာကားပိန်ဆိုင်ထားတဲ့အတွေ့အကြုံရှိတယ်။ ဒီလိုပုံစံမျိုးကကြတော့ကိုလိုရှင်တဲ့အရာ manifest ဖြစ်စေနိုင်ဖို့တခြားသူတွေရဲ့အတွေ့အကြုံကိုအသုံးချတာဖြစ်တယ်။ဒီလိုပုံစံမျိုးပြုလို့ဝမိတ်ဆွေသိနေတဲ့လူတယောက်ယောက်ကိုစဉ်းစားကြည့်ပါ။ဥပမာမိတ်ဆွေလိုရှင်နေတဲ့ဘဝပုံစံမျိုးဟာတခြားလူတယောက်ယောက်မှာရှိနေပြီလား။ဥပမာမိတ်ဆွေကပျော်ရွှင်စရာကောင်းတဲ့ ိမ်ထောင်သေးဘဝပေါ့နော်အဲ့ဒီလိုပုံစံမျိုးကိုဖျက်သိမ်းရှင်သလားအဲ့ဒီလိုပျော်ရွှင်စရာကောင်းတဲ့အိမ်ထောင်သေးဘဝကမိတ်ဆွေရဲ့တငင်းရှင်းတွေထဲမှာရှိနေသလားဒါမှမဟုတ်မိတ်ဆွေရဲ့ဆွေမျိုးတွေထဲမှာရှိနေသလားအဲ့ဒါလေးကိုစဉ်းစားကြည့်သူတို့ရဲ့ပျော်ရွှင်စရာကောင်းတဲ့ဘဝကိုတွေးကြည့်ရင်မိတ်ဆွေအနေနဲ့အားကြတာလေးဖြစ်ကောင်းဖြစ်နိုင်တယ်သူတို့မှာတကယ့်ကိုထူးခြားတဲ့ပျော်ရွှင်စရာကောင်းတဲ့အခြေအနေတွေရှိတယ် အဲ့ဒီတော့မိษွေကအဲ့ဒီလိုပုံစံမျိုးချစ်ခင်စရာကောင်းတဲ့ပျော်ရွှင်စရာကောင်းတဲ့အရှင်တွေကိုမိษွေကြုံတွေ့ရှင်နေဥပမာဆိုပါစို့မိษွေရဲ့တငေရှင်တယောက်ဟာတခင်းကိုအားကြမမိုးဝေကောင်းတဲ့လက်ထဲပွေးတစ်ခုကိုဆင်းနှွေးသွားတယ်အဲ့ဒီတော့မိษွေကလေးစဉ်းစားမယ်ငါလေးဒီလိုပြုလုပ်ရှင်တာပဲအဲအဲ့လိုစဉ်းစားတာတွေဖြစ်နိုင်တယ်ပေါ့နော်ဒီလိုပုံစံမျိုးတွေထိမှဆိုရင်မိษွေအနေနဲ့အဲစိတ်ကူးရင်မြင်ကွင်းပြုလုပ်ဖို့အတွက်အဲ့ဒီမြင်ကွင်းကရှိကိုရှိပြီးသား ကိုယ့်အနေနဲ့အားကြရလောက်တဲ့လက်ထက်မင်္ဂလာပွဲနေရာမှာမိမိကိုယ်ကိုအစာထိုးပြီးတော့ကိုယ့်ရဲ့ပါတနာပေါ့နော်ကိုယ့်ရဲ့ပါတနာကိုလိုရှင်တဲ့ပါတနာကိုအစာထိုးအဲ့ဒီလိုပုံစံမျိုးအစာထိုးပြီးရင်မြင်ကွင်းကိုဖန်တီးလိုက်ပြီးရင်ကိုယ့်အနေနဲ့ဒီမြင်ကွင်းကိုရွေးရှည်ပြီးရင် manifest ပြုလုပ်လို့ရပါတယ်ဒီလိုပြုလုပ်နေတဲ့အချိန်မှာတကင်းကိုပျော်ရွှင်စရာကောင်းတဲ့အကြောင်းအရာတွေဖြစ်ပေါ်မင်းတခြားသူရဲ့အတွေ့အကြုံထက်ကကိုမှတ်မိသလောက်ကိုစဉ်းစားပြီးရင်ကိုယ့်ရဲ့စိတ်ခင်စားချက်တွေကောက်အောင်ပြုလုပ်မင်း ဒီလိုမြင်ကွင်းတွေထည့်အိမ်မှာဖန်တီးပြီးရင်ကိုယ့်အနေနဲ့စဉ်းစားနေတာတွေးတောနေတာတွေဟာ daydreaming ပြုလုပ်တဲ့ပုံစံတစ်မျိုးပဲဖြစ်တယ်။အဲဒါကြောင့်တနေ့တာလုံးမှာမိတ်ဆွေကြိုက်တဲ့အချိန်မှာဒီလိုပုံစံမျိုးတွေကို daydreaming ပြုလုပ်နိုင်တယ်။ဒီလို daydreaming ပြုလုပ်ပြီးရင်ကိုယ်စိတ်ခံစားချက်တွေကောင်းနိုင်သမျှကောင်းအောင်စိတ်ခံစားချက်တွေပြုလုပ်မယ် ကိုယ့်ရဲ့တာယာနေတဲ့ကောင်းဝင်နေတဲ့စိတ်ခင်စားချက်ကိုကြာနိုင်သမျှကြာအောင်ပြုလုပ်ပေးပါမယ်။ဒီလိုပြုလုပ်တာကလေအဲမဖြစ်နိုင်တဲ့အရာတွေကို manifest ပြုလုပ်တဲ့အခါပြုလုပ်တဲ့နည်းနဲ့တမျိုးပဲဖြစ်ပါတယ်။နောက်ဆုံးအနေနဲ့ပြောရှင်တာကတော့မိတ်ဆွေတို့အနေနဲ့ကိုလိုရှင်တဲ့အရာတစ်ခုကို manifest ပြုလုပ်လိုက်တဲ့အခါမှာ ကိုယ့်ရဲ့စိတ်ကူးညီမြင်ကွင်းတွေထေးမှာကိုဟာမဖြစ်နိုင်တော့ဘူးဒါကအမှန်မဟုတ်ဘူးအဲ့ဒီလိုခင်စားချက်တွေဖြစ်လာပြီဆိုရင်အခုဒီစီပြောခဲ့တဲ့နည်းလမ်းတွေကိုအသုံးပြုကြည့်ပါလို့ပြောဆိုရင်ဒီဗီဒီယိုကိုနှီးငုံချုပ်ပါတယ်ဒီဗီဒီယိုကိုအဆုံးထိနားထောင်ပေးကြတဲ့မိတ်ဆွေတွေအားလုံးကိုကျေးဇူးအထူးတင်ပါတယ်